ကျွန်တော်တို့ Android ဘောက်တွေမှာ YouTube ဖြန့်လိုက်တဲ့ခါကျရင်ဘာမှဖွင့်မရဝင်မဲ့ကြီးနဲ့ပြန်ပြတ်ပြောက်သွားတယ်။ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်တို့စက်ထဲကကျွန်တော်တို့ setting ကိုတွားမယ်နော်။ကွာပုံစံလေးနဲ့အဲ့ဒီကိုတွားမယ်။သူ့နှိပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ app များကိုနှိပ်မယ်။ပြန်ကျွန်တော်တို့ YouTube ကိုရှာမယ်ဒီနေရာမှာတချို့စက်တွေကြတော့တန်းပေါ်တချို့မပေါ်တဲ့စက်တွေကြတော့ဒီလိုလေးကျွန်တော်နှိပ်တယ်လို့မျိုးနေလိုက်ရှာနှိပ်ပေါ့နော် အမဆာချာဆွေချာဆွေချာဟိုအောက်မှာကျွန်တော်တို့ YouTube view တွေ့ပါလိမ့်မယ်သူနှဲ့လိုက်မယ်ဒီမှာကျွန်တော်တို့ data တွေကို share မှာဖြစ်တဲ့အတွက် clear data ကိုနှိမ့်မယ်ပြီးရင် okay ကိုနှိမ့်မယ်ဒါဆိုလူထဲမှာထိတာတယ် gmail တွေရော chatlet တွေကိုလုံးပြတ်သွားပြီပေါ့နော်အသိပြန်ဖြစ်သွားပြီပေါ့နော်ဒါဘတ်ဆုံးမယ် okay ဘတ်ဆုံးဘူးကကျွန်တော်တို့ခုနနေရ YouTube view ပြန်သွားမယ် လူတိပုပြန်သွားလိုက်ရင်သူက original နဲ့အတစ်မူရင်းတိုင်းဘာမှမထည့်ရတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ဒါမှကျွန်တော်တို့ပြအစာအတစ်ပုံပဲပေါ့နော်အဲဒီမှာပေါ်တဲ့ခါကျရင်အပေါ်ကကျွန်တော်တို့ကတ်ဆူတက်ဆူတနီယာကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့နောက်ဟိုပေါ်မှာကျွန်တော်တို့ sign in with your phone ဆိုတာရှိမယ်အဲဒီကောင်လေးမှာကျွန်တော်တို့ထားတာနှိပ်ပြီးတစ်ဖက်ကကျူဟာကုတ်ကိုကျွန်တော်တို့ UDB ထည့်ထားတဲ့ Gmail နဲ့ကျွန်တော် Face ချိတ်ဆက်မှာဖြစ်တဲ့အတွက်အဲဒီဖုန်းနဲ့ကျွန်တော်တို့ second ဖက်လိုက်မယ်နော် ကင်ဖက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ go to website ဆိုတာကိုနှိပ်လိုက်မယ်ဒါဆိုကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ YouTube video တန်းသွားရတာပေါ့နော်တန်းသွားပြီးတော့အဲ့ဒီမှာကျွန်တော်တို့ mail ရေးခိုင်းတယ်ဒီထဲမှာ Gmail တစ်ခုတည်းရှိတယ်ဆိုတော့တန်းနှိပ်ရင်ပေါ့ Gmail ကြီးများတဲ့ဆိုရင်တော့ကျွန်တော်တို့မှရွေးလိုက်မယ်ကိုလိုချင်တဲ့ Gmail နဲ့ထိုက်ချိန်မယ်ပေါ့နော်ရေးဝိတာနဲ့ကျွန်တော်တို့အောက်ကအပြားလေးကိုနှိပ်မယ်ပြီးရင်ဒီမှာကျွန်တော်တို့တန်းသွားမယ်ပေါ့က ။အိုးပထမရှေ့မှာပေါ်လာတဲ့ဂျူဟာကိုအောက်ကကုတ်လေးလေးမှန်းလည်းဆိုရင်အပြကိုနှိပ်မယ်နော်။ပြီးရင်ဒီမှာကျွန်တော်တို့ထည့်ရတဲ့ဂျီမီမှန်လားမမှန်လားပြတယ်။မှန်းလည်းဆိုရင်ဂျီမီကိုနှိပ်မယ်။ပြီးရင်အပေါ်နဲ့နဲ့ဆွတ်တင်မယ်။ဂျီမီမှန်နဲ့အလောင်းကိုနှိပ်မယ်နော်။အဲဆိုရင်ကျွန်တော်တို့ဖုံးမှာပြီးသွားပြီဗောနော်ဟိုမှာ YouTube တန်းကြည့်လိုက်မယ် YouTube မှာဆက်မှာလဲ auto YouTube ရတန်းပွင့်သွားပြီဗောနော်လဲသွားပြီဗော ဒီလောက်ပါပဲเนาะရှင်းရှင်းလေးလေးပါပဲအလိုပြောရမယ်ဆိုရင်တော့ဖုန်းထဲမှာရှိတဲ့ YouTube ကြီးမီနဲ့စက်ထဲမှာတဲ့ကြီးမီနဲ့အတူတူဖြစ်သွားတာပေါ့เนาะဒါဆိုကျွန်တော်အလုံးဘုရားတိုင်းပြန်ကြည့်လို့ရပါပြီเนาะအဲနောက်တစ်ခုရှိတာကကျွန်တော်တို့ဒီလိုမလုပ်ရှင်ဘူးရတယ်ကျွန်တော်တို့ YouTube ကိုတနည်းအားဖြင့်ပလီစတိုဖြစ်ဖြစ်เนาะအတိတ်တင်ပြလိုက်ဒါဆိုရင်ပလီစတိုကတင်ပြလိုက်တဲ့နာ YouTube ကဘာမှလုပ်ရှင်မလို့ပဲ ਨੇ လူလူအော်တိုပွင့်တာလည်းရှိပါလိမ့်မယ်နော်